ရှင်ကျမတို့ channel ကနေပြန်လေးကျဆွန်လာပြန်ရှင်ကျမတို့ channel ကနေနောက်ဆက်ရသတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ဆေးဆုရဲ့အတူရရွေးကောက်ပွဲကိုကုလသမဂ္ဂကကန့်ကွက်ရတဲ့ ICC တရားရုံးကမြေရိုင်းကိုဖန်ရထုတ်ရအချိန်ကြာပြီးဟိုတမ်းမကြီးအကြုံမှုထွန်ကတိုက်တွန်း အကြံပေးစိုးစုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းကုလသမဂ္ဂအချွတ်ချွတ်ညီလာခံတဲ့လှုပ်ချေကောင်စီရဲ့ချုပ်ပြန်ချက်များကုလသမဂ္ဂလှုပ်ခွေကောင်စီရဲ့ဆုတ်ဖြတ်ချက်များတွင်ထပ်တွင်းဖော်ပြခြင်းဖြင့်မြန်မာပြည်သူများနှင့်အတူယက်တီကြောင်းပြသရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအများရန်ကိုယ်စားလှယ်တမချီဦးကျော်မွထွန်းကအကြံပြုတိုက်တွန်းထားပါသည်။အောက်တိုဘာလ28ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူမှုရေးဒုတာချက်စနာထောက်ထားမှုနဲ့ယဉ်ကျေးမှုကော်မတီရဲ့မြန်မာအရေးအစီအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာမြေတံကိုယ်စားလှယ်တမကြီးဦးကျော်မထွန်းကအထက်ပါတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါရယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင်ကုလသမဂ္ဂအဖွဲ့စစ်တကလို့အနေဖြင့်လည်းစုစုရဲ့အတူရောင်ရွက်ောက်ပွဲအားကဲ့ကွက်ကြောင်းကိုကြိုကြညီလာခံတဲ့လှုပ်ခွေရဲ့ကောင်းစီဆုပ်ဖြတ်ချက်များလှုပ်ချွေကောင်းစီထုတ်ပြန်ချက်များတွင်ထထွင်းခြင်းအပြင်မြန်မာပြည်သူများနဲ့အတူယက်တီကြောင်းကိုခိုင်ခိုင်မာမာပြသတင်ကြောင်းတမကြီးရဲ့အကြံပြုလိုက်ခြင်းဖြစ်ပါရယ် ဆောင်စုကပြင်ဆင်နေတဲ့အတူရန်ရွက်ကောက်ပွဲကလောဝအုပ်သုံးရုပ်တိကိမဲ့တဖြင့်တခနဲ့ဝိုင်းဝန်းကန့်ကွက်ကြမိတာဖြစ်တည်ဟုရှင်းလင်းစွာပြောကြားလိုကြောင်းဆောင်စုတီရွက်ကောက်ခံရတာဆိုရကိုတရားမဝင်ဖယ်ရှားကမတရားအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းဥပဒေအကြောင်းအရဖြစ်စေဂျင်းဝတ်တက်ခါရဖြစ်စေရွက်ကောက်ပွဲကျင်းပပြုလုပ်နေတဲ့တရားဝင်အခွင့်အာဏာမရှိကြောင်းတမ်းမကြီးအရှင်းပြထားပါတယ် ဆေဥစုတီပြည်သူများပေါ်တွင်လူမဆန်စွာစိမဲ့ပြုနေပြီးလောခွေချုပ်ဖောက်မှုများကိုစင်တဲ့ကြလောလောချွတ်ချွတ်ချက်ချက်ပဲပြန်ကျွလွန်နေပြီး၎င်းတို့ရဲ့ရွှေကောက်ပွဲဟုခေါ်ထွန်းသောနေလမ်းမှာတရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်မဟုတ်တဲ့သို့မိုင်ကန်တဲ့ဖြည့်ရှင်နေလမ်းမဟုတ်ကြောင်းလွတ်လပ်၍တရားမျှတသောမဲပေးရွေးချယ်မှုအကျွဲအခြေခံကြတဲ့အခြေအနေများမှရှိနိုင်ငံရေးပါတီအများစုမှလည်းဖြတ်သိမ်းခံကြရလူအလုံးရုပ်ဖြင့်ပြည်တွင်းနေရာစွန့်ခွာတပေးတင်ရှောင်နေရခြင်း နေရာနဲ့ပဋိပက္ခများဖြစ်ပေါ်နေခြင်းဆို့ဆုမှအကြောက်တရားဖြင့်ထိတ်ထုတ်နေခြင်းနဲ့နိုင်ငံသားများရဲ့နိုင်ငံရေးအခွင့်အရေးအားကန့်သက်ခံထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အားထိတ်ထုတ်ထားခြင်းတို့ကိုလည်းဆက်လက်ဖြစ်ပေါ်နေကြောင်းဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုထားဖြစ်ပါရယ်။ ဆောဆုအနေဖြင့်နိုင်ငံရဲ့နယ်မြေ30ရခိုင်နှုန်းအောက်ကသာထိန်းချုပ်ထားနိုင်ကြောင်းလက်ရှိအခြေအနေအောက်တွင်ကျင်းပတဲ့ရွေးကောက်ပွဲတွင်မိသွများလွတ်လပ်များသာ၍အားလုံးပါဝင်နိုင်မှုရှိနိုင်မှာမဟုတ်ဘဲလင်းလင်းနဲ့ဖျားရဲလုပ်ငန်းစဉ်များသာဖြစ်ကြောင်းထို့ကြောင့်မိမိတို့အနေဖြင့်ဆောဆုရဲ့ကြောက်ကွင်းထောက်ချအတွင်သို့မိသွများကြားရရွေးမရကြောင်းထို့သူ၎င်းရဲ့ဝါရမိုင်းတက်ခြင်းတရင်မနဲ့ယုတ်တိယုတ်တံမရှိသောအခြေအနေများဖြန့်ဝေခြင်းအတွင်ဥတီချံမပြောင်းစုံတင်ကြောင်းတမ်းမကြီးကသတိပေးပါရယ် မြမရေကေစာအဖြစ်ရှင်ရကျွဲနှင်းနာသူများကျွဲတရားမြတ်မှုဖော်ဆောင်ကားတရားခမ်းများရဲ့ပြစ်တဲကင်းလွတ်နေမှုအားအပြေးတိုင်းချုပ်နှင်းရမည်ဖြစ်ကြောင်းလူခွေရေမဟာမင်းကြီးမှတောင်းဆိုထားတဲ့အတိုင်းလူချွဲကောင်းစင်းနေဖြင့်မြမရေကေစာတစ်ခုလုံးကို နိုင်ငံတကာရုပ်စခုံရုပ်တို့လွှဲပြောင်းတင်တွင်းရန်၎င်းခြားနောက်တောင်းဆိုထားပါသည်နိုင်ငံတကာရုပ်စခုံရုပ်အစိုးရရှိနေမှမြန်မာနိုင်ငံဖန်ရထွေရန်၂020ခုနှစ်ကတောင်းဆိုခဲ့တဲ့အပေါ်မှာလည်းကြိုဆိုထောက်ခံကြောင်းနိုင်ငံတကာရုပ်စခုံရုပ်အနေဖြင့်မြန်မာနိုင်ငံဖန်ရထွေရန်အချိန်အခါကြာတင်နေပြီဖြစ်ကြောင်းဤနည်းအားဖြင့်ရုပ်စုသားများအနေဖြင့်၎င်းတို့ကျွမ်းဝင်ခဲ့တဲ့လူမဆန်တဲ့ရုပ်စုများအတွေ့လွှဲလမ်းမရှိကြောင်းကိုပြတ်သားစွာသတင်းစကားပါနိုင်မှာဖြစ်ကြောင်းသူကဆက်ပြောထားပါသည် မြန်မာရေးကိစ္စအဖြစ်ရှင်ရမြန်မာပြည်သူဆန္ဒနဲ့အညီလှုံ့ဆော်ချက်ကတာနဲ့ပြည်စကောလုံးတဲ့နိုင်ငံရေးနေလန်းတို့ဖြစ်ရာဆန္ဒရှိစနစ်နဲ့မထရားဆန္ဒသိမ်းမှုကိုကြားရှုပ်စီရင်နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုချထောက်ရဲ့အတွင်းအာထုတ်ချုပ်ပန်းရမည်ဖြစ်ကြောင်းနိုင်ငံတော်နိုင်ငံအကြံဖက်မှုများချုပ်ရည်စဉ်ရလွှမ်းနေသူများအထူးသဖြင့်ပဋိပက္ခဓာတ်တင်တဲ့သူများထပ်သို့လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟံတမရှိပို့ဆောင်နိုင်ရန်နိုင်ငံတော်တပိုင်ခံပုဂ္ဂိုလ်တော်ဆက်စုကြည့်နေတမရအိုးဝင်းမြတ်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလို့ချက်ချင်းပြန်လွတ်ပေးရန်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူများအားလုံးအခြေခံလွတ်ခွင့်ရများခံစားခွင့်ရရှိမယ့်အခြေအနေများဖန်ဆင်းရန်တောင်းဆိုလိုသူမသားနေအလို့ပောင်းဝဲမှုရှိတဲ့စစ်မှန်တဲ့တွစ်ဆုံဆွေးနွေးမှုစီတို့ဦးတည်သွားနိုင်မှာဖြစ်ကြောင်းမြန်မာနိုင်ငံအားဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုလမ်းကြောင်းမှပေါ်သို့ပို့ဆောင်နိုင်မည်ဟုယုံကြည်ကြောင်းတမန်ကြီးဦးကျော်မိုးချောကပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ် ဆက်လက်ပြီးတော့နှစ်ချိုချင်းမြို့နယ်ကံချီရွာတွင်အထမ်းချတွတ်ဆက်ထားတဲ့စစ်ကံကိုဝင်ရတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်မန္တလေးတနှစ်ချိုချင်းမြို့နယ်ကံချီရွာတွင်အထမ်းချတွတ်ဆက်ထားသောအကြံပေးစစ်တပ်ကံကိုဝင်ရတိုက်ခိုက်ခဲ့ရပြီးစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြင်းချန်ကရင်အမတ်တတရင်မှတောင်ဝင်းရှိတူတူကရောင်းကဲ့တဲ့တဲ့ဌာနထပ်ပြောဆိုချပါရယ် ောက်တိုဘာလ26ရက်နေ့နှင်းချန်တထိုဂျီလန်ပိုင်းရှိအင်အား90ခန့်ဖြင့်အကြံဖက်စတာနှင့်ပြူစောထင်းများထိုင်ချတက်ဆက်ထားတဲ့ကံကြီးရွာသို့တော်လင်းရဲ့တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်အကြံဖက်စကောက်စစ်ဖက်ကနေစစ်သား9ဦးတိစုခဲ့ကတော်လင်းရဲ့ရဲဘော်များထိခိုက်မှုရှိပြန်တဲ့စုခွာနိုင်ခဲ့ကြောင်းသိရပါသည်ကံကြေးရမှာကစစ်ခွေအားခမဲ့ချီ90ဝန်းကျင်လောက်ရှိပါတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ခွေအနောက်ကျွန်းနဲ့ဒဏ်ရာရတဲ့ကောင်တွေကို ကားရုံနဲ့မြို့ထဲကိုတက်သွားတယ်လို့သိရပါတယ်စစ်ခွေတေတာကငါကောင်းအောင်ရှိမယ်ကျွန်တော်တို့ရေဘော်ရီအထူးခံဖြစ်ပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်ချက်ခံရမဲ့တတညမှာတောင်းရှိတူကပြောဆိုချပါတယ်စစ်စင်ရဲ့တက်ခိုင်းမှုကိုမြင်ချက်ခံရမဲ့တတညနဲ့ရထိုးချင်းမြို့နယ်ပကဖားရိုကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတပ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ဂျက်ဖစ်စတာများဒီဆိုင်ကများဖြင့်ကုန်းတရွာဖက်ကိုထွက်ပြေးဆုတ်ခွာသွားခဲ့ကြောင်းသိရှိရပါတယ် ဆက်လိုက်ပြီးတော့ပေါတော့မြို့နယ်တို့စစ်တပ်ကနှစ်နေချင်းပြင်ပခတ်မှုကြောင့်အသက်၅နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့ပြီးရခိုင်တွင်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ပြည်သူ၉၈၀ဦးသေဆုံးခဲ့ပြီးဖမ်းဆီးခံထားရသူ၁၀၀၀ဦးရှိလာပြီဆိုတဲ့သတင်းကိုတက်ဆက်ပေးမှဖြစ်ပါရယ်ရခိုင်ပြည်နယ်ပေါတော့မြို့နယ်တို့စစ်တပ်ကနှစ်နေချင်းပြင်ပခတ်မှုကြောင့်အသက်၅နှစ်အရွယ်ကလေးငယ်သေဆုံးသွားခဲ့ကြောင်းဒီရာသတင်းရမြက်ကပြောဆိုချပါတယ်။ဟောက်တိုဘာလ29ရက်နေ့မွန်းလယ်2နာရီကျော်ချိန် စစ်တွေမျိုးအခြေဆိုင်အကြံဖက်စစ်တကလည်းနေချင်းဖြင့်ပေါတော်မျိုးနဲ့တို့ပြစ်ခတ်ကြရတွင်တောင်ညိုကျေးရတို့ကြောင်ရောက်ပောက်ွက်ခဲ့ကြအောင်အဆိုပါပောက်ွက်မှုအတွင်အသက်၅နှစ်အရွယ်မစင်ချူဤတည်ဆုံခဲ့ပြီးတည်ဆုံသူခရင်းငယ်ရဖခင်မှာအသက်30နှစ်အရွယ်ဦးနေစောချွန်းနဲ့အသက်66နှစ်အရွယ်ဦးမောင်စိန်ဝင်းတို့တည်ဆုံခဲ့ကြသိရပါတယ်စစ်တွေကနေပေါတော့ဖက်ကိုလက်နေချင်းတွေပြစ်ချက်ကမကြခနာပါပဲလေးချောင်းနဲ့ကင်းချောင်းတာတွေလည်းရှိပါတယ် အခုပြစ်တာကလည်းကြွရထက်ကို UTV ပြစ်ခတ်ခဲ့တာပါရေရှည်တော့ပြီးသူတွေမှာတော့အရှောင်ပြေဖို့ခက်တော့ရွာထက်မှပြန်နေရင်ယခုလိုသေဆုံးမှုဖြစ်ခဲ့တာပါလို့ပေါတော်မြတ်နဲ့တွင်စပေးရှောင်းများကိုကူညီပေးနေတဲ့သူပရာဟိတာရခိုင်လူငယ်ကရောင်းခဲ့တဲ့တရင်ဌာနထထုတ်ပြောဆိုထားပါတယ်လက်ရှိတွင်ရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့တိစစ်တရက်တပ်ဖြတ်မှုကြောင့် ပြည်သူ980ဦးသေဆုံးခဲ့ပြီးတရားရှိသူ2054ဦးရှိခဲ့ကြောင်းစစ်တရဲဖမ်းဆီးခံခဲ့ရသူ1000ဦးရှိခဲ့ကြောင်းရခိုင်ဒေတာလူတာချက်စနာထထားရင်းနဲ့ဖွေဖြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးယုံ HDCO ကအောက်တိုဘာလ25ရက်တွင်တရင်ထုတ်ပြန်ချတာပဲဖြစ်ပါရယ်ထို့သောစစ်တရက်တပ်ဖြတ်မှုကြောင့်တိစုပ်သူများတွင်443ဦးမှာလေကြောင်းတိုက်ခတ်မှုကြောင့်တိစုပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ1015ဦးမှလည်းလေးချောင်းတိုက်ခတ်မှုကြောင့်ဒဏ်ရာရရှိခဲ့ကြောင်းဒေသုံသူများအတွေ့အသက်ဆက်ရှင်နှင့်အောက်ကလေးတငယ်၃၅၅ဦးပါဝင်ကြောင်းဒေသုံသူများတွင်အများစုမှာရခိုင်တိုင်းသားများဖြစ်ပြီးမွတ်စလင်များမာရမာဂျီဟိန္ဒူခမီးနဲ့တက်လူမျိုးများလည်းပါဝင်ကြောင်းသိရှိရပါသည်။ အကြောင်းရင်းတင်ဆက်ပေးဖို့ကိုဒီမှာပဲခေတ္တနာခုပြပါရှင်နောက်ထပ်ပြင်ပြပါသတင်းများကျော်ရည်သတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အတူပြန်လာပါမယ်ပရိသတ်များအားလုံးပဲရှင်းရှင်းနေကြပါစေရှင်